လောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအာကုတ္တအကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအာကုတ္တရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ် အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကို ပြန်ဆန်းစစ်ကြည့်ရမယ်။အေးဟုတ်တယ်။ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းနေလုပ်တယ်။သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေအတန်အမှန်လာရောက်ပြီးတော့မကျိုးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့။အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရော မရှိနိုင်ဘူးလားဆိုရှိနေတယ်။အဲ့ဒါလို့ရှိလာလို့ရှိရင် ဘာနဲ့အကာအွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခဏလို့ဖះကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်ဖះရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဖះကို ပူဇော်မယ်နော်ဖះနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နှူးမှုတွေရအောင်တော့ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ် ဖျားပန်းရေးချမ်းအမြဲတမ်းဆက်ကဖျားကိုအာယုံပြုဖျားကိုအာယုံပြုပြီးတော့ကုသတရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလို့ကြိုးစားခြင်းအပြည့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ရှင်းတော့ကျမ်းစာတစာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ချမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်မှုတော့ခင်းတယ်အမှန်တမ်းမှဟိုကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်လှုပ်တာ အစားအနေအဆုံးအထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းမခင်တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တို့ရေးတာပြောတာမဟုတ်ဘူးနော် အလေးနဲ့စာကြီးတွေကိုရေးပြီဆိုလို့ရှိရင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်တခြားအနောက်ရှက်တွေဝင်လာရင်လည်း ပြီးတိုင်မှာမဟုတ်ဘူးအဲ့ဒါကိုကြားဖြတ်ဝင်လာတာကိုအန္တရယ်လို့ခေါ်တာပါဠိစကားအန္တရာယကြားဖြတ်ဝင်ရောက်လာတဲ့အနောက်အရှေ့ဟောအတွင်းထဲမှာကြားဖြတ်ဝင်ရောက်လာတဲ့အနောက်အရှေ့တွေကိုအန္တရယ်လို့ပြောတာအဲ့ဒီအန္တရယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှိဥစ္စာဖះကိုရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့ ဖရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသကံရဲ့စွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန္တာမိတာဖြစ်သွားတယ်။ဒါကြောင့်မလို့မကောင်းတဲ့ဒီကံစိုးမိုးမောင်တွေကုသဏ္ဍမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာဝယ်ရတယ်လဲလို့ဆိုဖရားကိုအာယုံပြုပြီးတော့ ဘုရားနဲ့တတိကိုမြန်မြန်ပွားပဲဘုရားနဲ့တတိကိုပွားတယ်အဲ့တော့ဘုရားရှိခိုးတာတမန်ဩဃာတဩဃာတနဲ့ရွတ်ပြီးတော့ဘုရားရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့ပြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုတာလောက်အောင် လှုပ်ပြီးတဲ့အခါမျိုးကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အင်းဆောင်ဓာတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့ဟာမိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်းယဉ်ဤမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုအနေမရောက်အောင်သူတို့ဟိုကြည့်ရှုပြီး လူမပြောနဲ့လေဒီဒီသံမမပြောနဲ့အိမ်နာနေချင်းနဲ့တဲ့အောင်ပေါင်းရင်တောင်မှပဲကိုယ့်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မတိကြအောင် ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့အိမ်နာနေချင်းနဲ့တဲ့မှအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်နှတ်တို့ကိုဆောင်နှတ်တို့သွားပြီးရံမဖြစ်လေနဲ့ ရံဖြစ်ရင်တော့အရာကို ကောင်းကျိုးပေးမှာမဟုတ်ဘူး။နော်ကောင်းကျိုးပေးမှာမဟုတ်ဘူး။ဘူးနဲ့မှရံမဖြစ်နဲ့။နောက်ဆုံးမှကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်ကိုမျက်စောင်းထိုးကြည့်တာအနည်းဆုံးခံရမယ်။ကြောက်လို့သာပြန်မလုပ်တာရှိမယ်။နော်။အဲဒီကောင်တွေကလည်းသိတယ်။သူတို့ကဒီတရိษံနေပါလေအသိရှိတယ်လေ။တခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးရှောင်းပေးနဲ့မျက်စောင်းဆုံးကြည့်တယ်သူတို့။အမြဲတမ်း ။ဟာမြတ်ဘာလို့လဲဆိုတော့ဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေ။အဲ့တော့ဘသူနဲ့မှရှမဖြစ်ပဲနဲ့မေတ္တာတည့်ရအောင်လှုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းအကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့။ကိုယ့်အတွက်အကူအညီရခြင်းပဲဒါကြောင့်မို့မေတ္တာပို့ရတယ်မြတ်တမ်းပေးဝေရတယ်ကုသိုလ်ကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းဖိတ်ကြပြီးတော့ သူတို့ကိုအရေးတယူလောက်ပေးတာဟာမိတ်ဆွေတောင်မှလမ်းတွင်ရင်ကိုကအရင်ခေါ်ရတယ်အရေးတယူနှုတ်ဆက်ရင်းနှီးတယ်မခေါ်ခြင်းသလိုလိုလောက်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လောက်မှာပဲနောက်ကြလူလူချင်းတောင်ဒီလိုဖြစ်တတ်တာအဲ့ဒါကြောင့်မလို့ကံကောင်းအောင်လုပ်ဖို့ဆိုဒီမှာကိုကိုယ်တိုင်က ရှင်တဲ့ကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြဲမြဲပွားပြီးတော့ လုံးမယ်ဖះကိုဖះကိုအာရုံပြုပြီးတော့မေတ္တာနဲ့ဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှသိကြတဲ့မေတ္တာပို့မယ်အမြတ်တမ်းပေးဝေမယ်အလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာ စိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှမရောက်လာနဲ့အဲ့ဒါလို့မဟုတ်ဘူးကံကောင်းကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပို့ဆိုးတာအဲ့ကြလို့ရှိရင်ပို့ဆိုးသွားနိုင်တယ် အဲ့ဒါလို့မဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ဖြစ်ကံကြမ္မာရဲ့အလဲပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ဖို့လုံနေရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဖရာကိုအာရုံပြုမယ်ရှင်မိပန်းရေချမ်းလှူဒန်းမယ်ဟောဆူတောင်းတာမတောင်းတာအသာထားလူတွေကဆူတောင်းတာပဲဦးစားပေးတယ်နော်တောင်းသည့်ဖြစ်စေ မတောင်းသည့်ဖြစ်စေကိုယ်စိတ်ချနှူးမှုကအဓိကကြာ ဘုရားကုံတော်တွေကိုကိုယ့်ရဲ့ယင်နဲ့နှလုံးနဲ့ရောက်အောင်တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့အမျိုးဖြစ်အောင်လုပ်ရပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြဆူတောင်းတိုင်းကတော့မရဘူးပေါ့ဆူတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေနဲ့ထိုင်ပြီးတော့သာဆူတောင်းဆောင်းဝဲအောင်လို့ရှိရင်ဒီ၅လုံးပါပါစေ၆လုံးပါပါစေထိုင်တာဆူတောင်းနေစာမကျက်နဲ့ရမှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မို့လို့ စုတောင်းရုံနဲ့ဘယ်ရမှမရဘူးစုတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ်စုတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလောလဝီရိယတို့အတိညာဉ်တို့ဆိုတာလိုက်ရတယ်ပေါ့အဲ့ဒီလိုအကြောင်းကျိုးစီနီယောဆိုတာအလုံးလုံးမှ ကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်အဲ့ဒီလိုအချက်တွေကိုသိတာမှလည်းပဲမြတ်စွာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ထဲမှာအရာခတ်သိန်းကိုသိစွာနိုင်တဲ့ အတိညာရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုရှင်းချကြရမှာဖြစ်တယ်